အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါရယ်ဒီနေ့မှာကျွန်တော်တို့အတူတကွာလေ့လာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့နိုင်ငံတော်နှင့်ရှင်သောအေဝံဂေလိတရားဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ်ကျမတို့ရေဖျားသခင်နိုင်ငံတော်အကြောင်းကိုကျမ်းစာထဲမှာအများကြီးတွေ့ရတယ်။အထူးသဖြင့်ဆိုလို့ရှိရင်ယေရှုခရစ်တော်ပြောခဲ့တဲ့ဒီဒေသနာတွေထဲမှာဆိုလို့ရှိရင်ဖျားသခင်နိုင်ငံတော်အကြောင်းကိုကျမတို့ရေအများကြီးပဲတွေ့ရတယ်။နော်ခက်စိတ်စိတ်လေးတွေ့ရတာပေါ့နော်။ ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့အာဘယ်အရာကိုလဲတွေ့ရလဲဆိုလို့ရှင်နိုင်ငံတော်နဲ့ရှင်သောအေယွန်ဂေလီတရားဆိုတဲ့ဒီအရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။နော်အဲ့တော့ဒီမှာရှင်မသက်ခရစ်ဝင်ခန်းကြီး24အငယ်24မှာဆိုလို့ရှင်ဘလို့ဖော်ပြထားလဲဆိုတော့လူမျိုးအပေါင်းတို့အာတသက်ဖြစ်မိအကြောင်းနိုင်ငံတော်နဲ့ရှင်သောအေယွန်ဂေလီတရားကိုလော်ကီနိုင်ငံရဲ့ရဲ့ရှိသမျှတို့၌ဟောရလိမ့်မည်။သို့ပြီးမှအဆုံးသည်ဖြစ်လက်တန်။အာမင်။ဆိုတော့ဒီထဲမှာပေါ့နော်ကျွန်တော်တို့သိတဲ့အတိုင်းပဲမသက်24 းဆိုတာကတကယ့်ကိုပဲနောက်ဆုံးသောကာလမှာဖြစ်မဲ့အကြောင်းအရာတွေเนาะစစ်တိုက်မဲတို့เนาะအာဘေးဒုက္ခတွေအများကြီးပဲခံစားရမယ်ဆိုတာကိုယေရှုဘုရားကိုယ်တိုင်အာပြောထားတဲ့เนาะအကြောင်းအရာကိုဖော်ပြထားတဲ့အခန်းဖြစ်တယ်ပေါ့เนาะဆိုတော့ဆင်းရဲဒုက္ခနဲ့ညှင်းဆဲခြင်းတွေကိုကျွန်တော်တို့ယဉ်ဆိုင်ကြုံတွေ့ရလိမ့်မယ်အဲ့ဒီအဲမှာကျွန်တော်တို့အေဝံဂေလိတရားဟောပြောတယ်ဆိုတဲ့အရာကိုရက်တန်လိုက်ဖို့မဟုတ်ဘဲနဲ့တာ၍ဟောပြောရမှာလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရာအခုနောက်ဆုံးသောကာလဟာလာရောက်နေပြီဘုရားသခင်ကကျွန်တော်တို့ကိုဟာလာစီရ င်တော့မယ်ယေရှုဘုရားလည်းပြန်လဲကြွားလာတော့မယ်လို့ကျွန်တော်တို့ပြောနေတယ်သိလဲသိတယ်မျော်လဲမျော်လင့်တယ်ဒါပေမဲ့အဲ့လောက်နဲ့ပဲကျွန်တော်တို့ပြီးသွားမှာမဟုတ်ဘူးကျွန်တော်တို့ကခြိဆောင်ခြင်းနေ့ရက်ကိုမျော်ရဲဆိုပြီးခြိဆောင်ခြင်းဘယ်တော့လာမလဲခြိဆောင်ခြင်းဘယ်တော့လာမလဲဆိုပြီးတော့ထိုင်ဆောင်နေရမှာမဟုတ်ဘူးနော်ကျမတို့ကနော်အေးလိုမျိုးပဲသင်မောလုံရင်းနဲ့နော်ဒီအေယုန်ဂီလိတရားကိုလည်းဟောရင်းနဲ့ နော်အေးကဒီရေလွှမ်းမိုးမဲ့ကာလာကိုသူကအာရင်ဆိုင်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့သူကအာမိုးမြဘယ်တော့ရွာမလဲမသိဘူးဆိုပြီးထိုင်ဆောင်နေတာမျိုးမဟုတ်ဘူးသူကသူလှုပ်ဆရာရှိတဲ့အရာကိုတေချာလေးလှုပ်ပြီးတော့မှဘုရားသခင်ရဲ့အချင်းကိုစောင့်မျှော်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လည်းအဲ့ဒီအတိုင်းပဲနောက်ဆုံးသောကာလာကိုကြော်ဖြတ်နေရတဲ့အခါမှာအော်ဟိုနားမော်ဟိုတဲ့တင်းတွေတွေ့ပြန်ပြီဟုတ်လားအိုးဆစ်ဖြစ်ပြန်ပြီဟိုမှာမြေလှုပ်ပြန်ပြီအဟိုမှာဘာဖြစ်ပြန်ပြီစသဖြင့်ပေါ့နော်ကျွန်တော်အဲ့ဒါတွေပဲလိုက်ကြည့်ပြီးတော့မှစိုးရိမ်နေရမှာမဟုတ်ဘူး ညကျွန်တော်တို့အဲ့လိုပြောလို့အဲဘယ်လိုပြောမလဲတည်င်းနေမကြီးနဲ့မစိုးရိမ်နဲ့အဲ့လိုမျိုးပြောချင်တာမဟုတ်ဘောနော်ဆိုဒီအရာတွေကဖြစ်မယ်လို့ပြောထားပြီးသားပဲဆိုပြီးတော့ကျမတို့ကညင်ဖို့ချင်းနေပေါ့နော်ဖျားခင်ကျမတို့ကိုဘာလှုပ်ခိုင်းလဲအဲ့ဒီအရာကိုသေချာလေးနဲ့လှုပ်ဖို့ရင်အရေးကြီးတယ်ဆိုတော့ဒီထဲမှာနော်ဒီရှင်မသက်ခရစ်ဝင်အခန်းကြီး24အငယ်24မှာဘာတွေ့ရလဲဆိုလို့ရှိရင်လူမျိုးအပေါင်းတို့အားတုတ်တည်ဖြစ်မိအကြောင်း နိုင်ငံတော်နှင့်ရှင်သောအေဝံဂေလိတရားကိုလောကီနိုင်ငံအရရဲ့ရှိသမျှတို့၌ဟောရလိမ့်မည်။သို့ပြီးမှအဆုံးသည်ဖြစ်လက်တန့်ဆိုတော့နော်။ကျွန်တော်ကဘာကိုလုပ်ရမှာလဲဆိုတော့လူမျိုးအပေါင်းတွေအတွက်သက်သေဖြစ်ဖို့ကျွန်တော်ကဒီအေဝံဂေလိတရားကို ဟောရမှာ။ ဟောကိုဟောရမှာเนาะကျမတို့ရဲ့ဘေးနားမှာနှမြုံကြည့်သူတွေအများကြီးရှိတယ်။သူတို့တွေကိုကျမတို့ကအချိန်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေเนาะဒီသတင်းတွေကို နားထောင်နေရင်းနဲ့အေးအဲ့အကြောင်းမို့လို့ငါတို့ဘုရားကငါတို့ဒီလိုမျိုးပြောထားတာအစသဖြင့်ပေါ့เนาะကျမတို့တွေဘာလို့ရမှာလဲဆိုရင်သူတို့ကိုဘုရားသခင်ရဲ့အကြောင်းမိတ်ဆက်ပေးဖို့ရန်အတွက်အရေးကြီးတယ်။ ။နော်ကျွန်တော်တို့ဧဝံဂေလိတရားကိုဟောကိုဟောရမယ်။နော်လော့ကီနိုင်ငံအရရက်မှာနော်အရရက်တောင်မှရှိသက်မြတ်ပြောလို့ရှိရင်တနိုင်ငံမှာမကြံဘူးဟောရမယ်နော်။အဲ့တော့ဘုရားသခင်အခုလိုမျိုးကျွန်တော်တို့တွေကိုမြေလှုပ်ခြင်းတို့ရေကြီးခြင်းတို့နော်ကာလနာတို့စစ်မှတ်ဘေးတွေစသဖြင့်ဒီအရာတွေဘာဖြစ်လို့ ရင်ဆိုင်ကြုံတွေ့ခိုင်းတာလဲဆိုတော့ဒီလိုမျိုးဘေးဒုက္ခရောက်တဲ့အထဲတွေကနေဘုရားသခင်ကိုအော်ဟစ်တက်ဖို့ရန်အတွက်နော်အာတတ်သေးလဲဖြစ်စေဖို့ရန်အတွက်ပြီးနောင်နာရစေဖို့ရန်အတွက်စသဖြင့်အဲ့လိုမျိုးလေးရည်ရွယ်တာဟုတ်တယ်။နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကလူတွေကိုနိုင်ငံတော်နဲ့ရှင်နဲ့ဧဝံဂေလိတရားကိုဟောပြောဖို့လိုအပ်တယ်။ဆိုတော့ဧဝံဂေလိတရားလို့ပြောတဲ့အခါမှာကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့အသေးခံပေးခြင်း၊သုံးရမြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခြင်းအဲ့ဒါကိုယုံရင်ငရဲမသွားရတော့ဘူးဆိုပြီးတော့ 老李好用呢，没弄老不？ ဖျားသခင်ကျွန်မတို့ကိုဖြစ်စေချင်တာကနော်နိုင်ငံတော်နဲ့ရှင်နဲ့အေဝံဂေလိတရားလို့ပြောထားတဲ့အတွက်ကျွန်မတို့ကဘာတွေမှာဟောပြောရမှာလဲဆိုရင်ဖျားသခင်ရဲ့နိုင်ငံတော် အကြောင်းကိုအများကြီးဟောပြောရမှာဖြစ်တယ်။အခုဆိုလို့ရှိရင်ယုံကြည်သူတော်တော်များများနော်အများစုကနော်အာယေရှုခရစ်တော်ငါတို့အတွက်အသေးခံတယ်လေဟာလာ तू သုံးမျိုးတွေနဲ့မှရှင်မြတ်ထမြောက်တယ်ငါတို့ဒါကိုယုံရင်ပြီးပြီလေဆိုပြီးတော့ကိုယ့်ရဲ့အသက်တာကိုနေချင်လို့နေနေတယ်ဘုရားသခင်နိုင်ငံတော် အကြောင်းကိုစိတ်မဝင်စားဘူး ဒီနေ့ကျွန်တော်တို့ဟောပြောရမှာကယုံကြည်သူတွေအแทးထဲမှာပင်လဲနိုင်ငံတော်နဲ့ရှင်နဲ့အေဝံဂေလိတရားကိုဆက်ပြီးဟောပြောဖို့ရန်လိုအပ်နေသေးတာဖြစ်တယ်။ ကျွန်မဒီနေ့ဒါကိုပြောပြချင်တာဖြစ်တယ်။တော့မယုံကြည်သူတွေကိုပဲအဝန်ကြီးလိုက်တရားဟောဖို့အဲ့လောက်ပဲကျွန်မတို့အာဘယ်လိုပြောမလဲစိတ်ကူးထဲမှာထည့်ဖို့မဟုတ်ဘူးပေါ့နော်။ plan တွေချထားဖို့မဟုတ်ဘူး။တော့အသင်းတော်တွေဆိုလို့ရှိရင်လေကိုယ့်ရဲ့အသင်းတော်ထဲမှာကိုယ့်ရဲ့သိုးစုတွေယုံကြည်သူဖြစ်ပြီးသားလူတွေနော်လူတစ်ကောလူဟောင်းကောအကုန်လုံးဟာဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုသိချာသိပြီလား။အဲ့ဒါကိုကျမတို့တွေတေချာလေးနဲ့ဂယုစိုက်ပြီးတော့မှတွန်တင်ပေးရမယ်။တော့တိုးတွေကိုဒီအကြောင်းပြောပေးရမယ်။ ော်သူတို့ကတော့အာကျမ်းစာဖတ်ပါလို့ပြောလဲမဖတ်ဘူးလीနော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကမလုပ်ရမှာလဲဆိုဖရာသခင်ရဲ့နိုင်ငံတော်နဲ့ရှင်တဲ့အေဝံဂေလိတရားအကြောင်းကိုတေချာလေးဟောပြောရမယ်နော်အထူးသဖြင့်ကျွန်တော်တို့ကအာလောကရဲ့အကြောင်းဆိုရင်သိတယ်ဥမာမြန်မာနိုင်ငံအကြောင်းအာကိုနေထိုင်တဲ့နိုင်ငံအကြောင်းလို့ကိုသိတယ်နော်အာဟိုကဖြစ်နေရဒီဟာဖြစ်နေတာပြောကြည့်ကြည့်လိုက်နော်အမလီနိုင်ငံရေးသူ့လောက်သိတာသူပဲပေါ့နော်ဆိုတော့ဖျားသခင်နိုင်ငံတော်အကြောင်းသိလားလို့မေးကြည့်လိုက်တလုံးမှမသိဘူးနော်တစ်ခုမှမသိဘူး ။ဘာလို့လာပြောနေအောင်နော်တချိန်ကြာလို့ရှိရင်အိုးရွှေရောင်ခင်းထားတဲ့လမ်းကြီးမှာငါတို့သွားရမှာပဲလေဖျားခင်နဲ့အတူတူနေရမှာပဲလေဆိုပြီးတော့အဲအဲ့ဒီအရာကိုပြောရမယ်ဆိုလို့ရှိရင်တိတ်ချမလိလာပဲနဲ့ပေါ့နော်ကိုယ့်ရဲ့စိတ်အထင်နဲ့အဲ့လိုထင်နေတယ်ပေါ့နော်တကယ်ကဘုရားသခင်ကျွန်တော်တို့ကိုဗာပြောထားလဲနိုင်ငံတော်အကြောင်းကိုအများကြီးပြောထားတယ်အဲ့ဒါကိုကျွန်တော်တို့လေ့လာရမယ်။နော်အဲ့တော့သွန်သင်ပေးရမယ့်သုံးထိန်းတွေကလည်းနိုင်ငံတော်နဲ့ရှင်တော်အေယုန်ဂီလိတရားကိုသွန်သင်ပေးရမှာဖြစ်တယ်လို့သွန်သင်ခြင်းခံရပြီးတဲ့ နော်ဒီသိုးတွေကလည်းတကယ်ပဲမိမိရဲ့ပတ်ဝန်းကျင်မှာသွားပြီးတော့မှဒီသိုးအချင်းချင်းပေါ့နော်ပြောရလို့ရှင်ယုံကြည်သူအချင်းချင်းကိုကျမတို့ကလိုက်ပြီးတော့မှအာဝေမြတ်တသက်ခံပေးဖို့ရတဲ့အရေးကြီးတယ်။နော်ဘုရားသခင်ကကျမတို့ကိုနော်ဟိုလိုလိုဒီလိုလိုနဲ့ပဲနော်မယုံကြည်သူတွေလိုမျိုးပဲအာဟိုအာရေလိုက်ငန်းလိုက်နဲ့ပဲအသက်ရှင်စေဖို့အလိုတော်မရှိဘူး။နော်သူ့ရဲ့နိုင်ငံတော်အကြောင်းကိုသေချာလေးလေ့လာပြီးတော့မှအာအသက်ရှင်စေချင်တာဖြစ်တယ်။အကြောင်းမလို့ရှင်မသက်ခရစ်ဝင်အခန်းကြီး6အငယ်33မှာဘယ်လိုမျိုးပြောထားလဲ။ဘုရားသခင် င်ဤနိုင်ငံတော်နှင့်ဖြောင်းမတ်ခြင်းတရားတော်ကိုရှေ့ဥစွာရှာပါဒီစကားကိုယေရှုဖုရားတေချာလေးတုံသင်ထားတာဖြစ်တယ်။ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းတရားတော်ကိုရှေးဥစွာနဲ့မရှာတဲ့လူတွေဟာဘာဖြစ်မှာလဲဆိုတော့စိုးရိမ်ခြင်းအပြည့်နဲ့ဖြတ်တန်းရလိမ့်မယ်။ နော်ယေရှုဘုရားကကျွန်တော်တို့ကိုနော်မစိုးရိမ်နဲ့ဟာလာမင်းတို့ကိုဆာငတ်တီထက်တောင်မှနော်ဘုရားသခင်ကတန်ဖိုးထားတာဖြစ်လို့နော်မင်းတို့မစိုးရိမ်နဲ့ပေါ့နော်အာဘလောက်ပဲပြောပြောလူတွေကစိုးရိမ်တတ်တယ်လေနော်အဲ့ဒီအတွက်ကြောင့်ယေရှုဘုရားကဘာပြောထားရလဲဆိုတော့နော်ဒီမနေ့ပြန်အတွက်မစိုးရိမ်နဲ့လို့မပြောခင်လေးပေါ့နော်ဒီအဲ့ဒီအရာက34မှာရှိရဆိုရင်33မှာကအရင်ဆုံးဘာပြောတာလဲဆိုတော့ဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုအရင်ရှာတဲ့နော်နောက်မှာ နော်ထို့အရာတွေနော်ပြောချင်တဲ့ထို့အရာဆိုကျွန်တော်တို့လိုချင်လိုအဲလိုလဲလိုချင်တဲ့လိုလဲလိုအပ်တဲ့နော်ဒီလောကအရာတွေကိုထပ်ပြီးတော့ပြီးမယ်နော်ဒီလောကအရာတွေဟာမင်းတို့အသုံးလိုရဲဆိုတာကောင်းကင်ဘုံမှာရှိတဲ့မင်းတို့ရဲ့အဖကသိတယ်နော်ဒါကြောင့်မို့လို့မင်းတို့မနှက်ပြန်ကိုမစိုးရိမ်နဲ့ဆိုပြီးတော့မှပြောထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရက်စဉ်တိုင်းမှာမနှက်ပြန်ကိုစိုးရိမ်နေရတဲ့ဒီအတ္တတာမျိုးနဲ့ပေါ့နော်အခုတော့ မဖြတ်တန်းရသေးဘူးလို့ပြောလို့ရသလိုเนาะတချို့လည်းဖြတ်တန်းနေရပြီเนาะအာမကြခင်မှာလည်းအာမနေ့ပြန်ကိုစိုးရင်စရာကောင်းတဲ့အသက်တာမျိုးနဲ့ဖြတ်တန်းရတဲ့အရာတွေရင်ဆိုင်ရကောင်းရင်ဆိုင်ရလိမ့်မယ် ဆိုတော့အဲ့ဒီထဲထဲမှာကျွန်တော်လုံရမှာကဖရာသခင်ရဲ့နိုင်ငံတော်ကိုအရင်ဆုံးရှာထားဖို့ရည်ကြီးတယ်။ဒီနေ့တင်းကိုရှာဖို့ရန်အတွက်အချိန်ပေးထားတဲ့အချိန်မှာတင်းဟာမရှာဘဲနဲ့ရှာလို့မရတော့တဲ့အချိန်ကြားမှာလိုက်ရှာနေမယ်ဆိုလို့ရှိရင်တော့အင်မတန်မှဝမ်းနေစရာကောင်းမှာဖြစ်တယ်။နောက်ဒီနေ့မှာကျွန်တော်တို့ဖရာသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင်းပွက်ခြင်းတရားတော်ကိုအရင်ဆုံးရှာဖွေဖို့ရန်အတွက်ကြိုးစားအားထုတ်ပါ။နိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားကိုလည်းဟောပြောဖို့ရန်အတွက်ကြိုးစားအားထုတ်ပါ။ကျွန်တော်တို့တွေကိုဖရာသခင်အချိန်ပေးထားတယ်။ ဒါကြောင့်မလို့ဒီနေ့မှကျမတို့တွေကျန်းစာကိုမှန်မှန်လေးဖတ်ရှုလေ့လာရုံသာမကစေစေကြီးရှုစင်ချင်နှလုံးသွင်းပြီးတော့မှဘုရားသခင်ရဲ့နိုင်ငံတော်ကိုရှာဖွေပါပြီးတဲ့ခါကျတော့နိုင်ငံတော်နဲ့ရှင်နဲ့ဧဝံဂေလိတရားကိုလိုက်လံဟောပြောပါမယုံကြည်သူတွေရဲ့ရှေ့မှာရောယုံကြည်သူတွေရဲ့ရှေ့မှာရောကျမတို့ပုံသက်တည်ပြပြီးတော့မှအသက်ရှင်ပါလို့ဒီနေ့မှအနေငယ်အားပေးတိုက်တွန်းလိုက်ရပါတယ်ဒုတိယဆုတောင်းရအောင် ဖဖျားခင်ကိုရောကိုကျေးဇူးတင်နေနိုင်ငံတော်နဲ့ရှင်သောအေယုန်ဂီလီတရားကိုမြေကြီးစွန့်တိုင်အောင်ဟောပြောနိုင်စေဖို့ရန်အတွက်ကျွန်တို့ကိုရောဖျားဆေးသွတော်မူပါထို့အတွက်ကျွန်တို့သည်ဖျားသခင်နိုင်ငံတော်နဲ့ဖြောင်းမတ်ခြင်းတရားတော်ကိုရှေးဥစွာရှာဖို့လိုအပ်ကြောင်းဒီနေ့မှသိမှတ်ရလို့ကျေးဇူးတင်နေကိုရောဖျားကျွန်တို့သည်ဖျားသခင်နိုင်ငံတော်ကိုရှေးဥစွာရှာပြီးတော့မှ ရှင်တို့ရဲ့စိုးရိမ်နေသောအရာများအားလုံးကိုရော်ဖျားတာဝန်ယူမှာဖြစ်ကြောင်းလည်းသိမှတ်ရလို့ကျေးဇူးတော်ချီးမွမ်းနေ။ကိုရော်ဖျားဒီနေ့မှာနိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိတရားကိုမဟောပြောခင်မိသောအချိန်များအတွက်လည်းနောင်နာရတယ်။ကျွန်တို့သား၍ဟောပြောနိုင်စေဖို့ရန်အတွက်ကျွန်တို့ကိုပြုပြင်တော်မူပါ၊ပုံသွင်းတော်မူပါ။တကယ်ပဲကိုရိုင်းရှာဖွေလေ့လာပြီးတော့မှအသိရှိရုံကအခြားသောသူတွေကိုပြန်လည်ဝေငါဟောပြောနိုင်တော်သူဖြစ်စေဖို့ရန်အတွက်လည်းကျွန်တို့ကိုအသုံးပြုပါမိကြောင်းလည်းတော်ရစကအနန္တနဲ့ဟာလေလုယာကျေးဇူးတော်ချီးမွမ်းပါတယ်။ယေရှုဖျားနာမောင်းမိပြု၍ဆုတောင်းပါ၏။ 阿门。